မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့အလဲထိုင်နှလုံးတွယ်နည်းကို တင်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်မနေ့မှာတော့အလဲထိုင် sorry ထိတ်စီးနှလုံးတွယ်နည်းကိုတင်ပေးထားပြီးပြီဖြစ်ပါတယ်ဗောနော်ဒီနေ့မှာတော့ကျွန်တော်အလဲထိုင်နှလုံးကိုတင်ပေးတော့မှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်အတူတူလေးလာကြည့်မယ်ပေါ့နော်အလဲထိန်နှလုံးဘယ်လိုယူတလဲပေါ့နော်ဒီ665တပင်ကနေ665ရာရဲ့တပင်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် ယူရေနီကဒီအလဲကတင်းနဲ့ငားနဲ့ပေါင်းပေးရတာဖြစ်ပါတယ်ဒီငားနဲ့တစ်ပေါင်းရှင်းက600ရတာဖြစ်ပါတယ်ဗောနော်အဲဒီ6ကိုကျွန်တော်ဒီနှင်းနဲ့နှစ်ပေါင်းလေးလေးနဲ့တစ်ပေါင်းရှင်းကနောက်ထပ်ဒီ9နဲ့ချိန်က78ဖြစ်ပါတယ်အနောက်က9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခွန်ရှိက15ငားနဲ့ပေါင်းရင်20 20နဲ့600ရမှာဗောနော်ဆိုတော့အဲ့ဒီ26ရာတဲ့အတွက်6ပဲယူမှာဖြစ်ပါတယ် ရှောက်ကိုတစ်တိုးတာဖြစ်ပါတယ်ရှောက်ကိုတစ်တိုးတော့ခွန်ရှောက်ခွန်ဒီအလဲထိန်ဖြစ်ပါတယ်သူရှားပေးသွားတာကကိုရှောက်နေဆိုတဲ့အတွက်ကြောင့်မို့ရှောက်ခွန်ထဲကရှောက်တလုံးအလဲထိန်ရှားပေးသွားတာဖြစ်ပါတယ်ရှောက်ခွန်အလဲထိန်ကရှောက်တလုံးကိုရှောက်နေရှားပေးသွားတာဖြစ်ပါတယ်ဗောနောဒီအပေါ်ကဤအတိုင်းပဲကျွန်တော်ကိုရှောက်နေတပင်ကနေထပ်ပြီးလေလာကြည့်မယ်ဗောနောရှင်းနေဒီနင်းနေပေါင်းရှင်ကတစ်စိဖြစ်ပါတယ်တုံများပဲကြည့်မယ် တဲ့နှစ်ချိန်ကနင်းနေချောင်းနဲ့ပေါင်းတာကချစ်ရတယ်ဗောနော်ဒီကိုးနှစ်ချိန်ပေါင်းခြင်းကဆက်ချစ်ဖြစ်ပါတယ်ရှစ်ပေးရည်မယ်ဗောနော်နောက်ထပ်အနောက်ကခုနှစ်နဲ့တပေါင်းရတာဖြစ်ပါတယ်ရှစ်နှစ်ချိန်က16 16နဲ့ခွန်ရပေါင်းရ23ကိုသုံးပေးရည်မှာဖြစ်ပါတယ်3ကိုတစ်တူရှင်လေး3လေးအလေးထင်ရတယ်ဗောနော်ကိုးရှောင်းနေပြီးတော့၃ညလေးလေးရှားပေးသွားတာဖြစ်ပါတယ် ကျွန်တော်အလေထင်ဖြစ်တဲ့အတွက်လေးတုံညာလေးလေးဆိုတဲ့အတွက်လေးအလေထင်ဖြစ်ပါတယ်။၃လေးတဲ့ကလေးတလုံး၊တုံညာလေးလေး။ဘိုးရှောင်းနဲ့မှာရှောင်းအလေ၊တုံညာလေးလေးမှာလေးအလေပေါ့နော်။ Okay ထပ်ပြီးတော့တုံညာလေးလေးကနေအပေါ်ကနေတမ်းမဲ့ထပ်ပြီးလေးလာကြည့်မယ်ပေါ့နော်။၃လေးပေါင်းရှင်းကခွန်ရတယ်။၅နဲ့ချိန်က၁၀ဒီမှာနှစ်တစ်ချိန်ပေါ့နော်။၃နဲ့ချိန်ပေါင်းရှင်း၆ဖြစ်ပါတယ်။ဒီ9တစ်ချိန်ဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်ဒီ9နဲ့9နဲ့ပေါင်းတာ14ချောင်းနဲ့ပေါင်းရင်20ပေါ့နော်20နှစ်ရမှာဖြစ်ပါတယ်နှစ်ပဲရှိမယ်ပေါ့နော်နှစ်ကိုတစ်ခုတိုးတာ3ဆိုတဲ့အတွက်နှစ်3အလေထိုင်မှာတူချပေးသွားတာကနှစ်နှစ်တစ်ဖြစ်ပါတယ်တညာလေးလေးပြီးတော့နှစ်နှစ်တစ်ဆိုတဲ့အတွက်ဒီမှာနှစ်တစ်လုံးအလေထိုင်ဖြစ်ပါတယ်ပေါ့နော်ဒီအတွက်နှစ်အရာဒီလိုလေးပေးနေတာဖြစ်ပါတယ် နင်းနေတတပင်ကနေထပ်ပြီးလေလာကြအောင်ဒီ၈တပေါင်းရှင်းက900ရတယ်ဗောနော်၃နှစ်ချိန်က6ရှောက်ရည်ဒီနင်းနဲ့ပေါင်းတာ၈ဖြစ်ပါတယ်၃ညနှစ်ချိန်ပေါင်းရှင်းက၃ညအနောက်က9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ထရော98ကစခွန်9နဲ့ပေါင်းတာ24ဗောနော်၄ပဲရှိမှာဖြစ်ပါတယ်ကျွန်တော်ကျွန်တော်တို့၄ကိုတိတိုးတာက၅ဆိုတဲ့အတွက်တန်ဒီအရာ၄၅အလေထင်ဖြစ်မယ်ပေါ့နော် နောက်တစ်ကြိမ်မှာကရှင်းလင်းအသုံးချပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့လေး၅တဲ့က၄သလုံးအနေနဲ့ရှင်းလင်းအသုံးဖြစ်ပါတယ်။ရှင်းလင်းအသုံးကနေတပီးအတွက်ကြည့်မယ်ပေါ့နော်။ပေါင်းကြည့်အောင်ဒီ6ရဲ့6ရဲ့3ရဲ့ပေါင်းရှင်းက900ရတာဖြစ်ပါတယ်။9 9အပေါင်းပါနော်။ ဒီ9နှစ်ချိန်က18ရှင်းနဲ့9ပေါင်း23ကိုတုံးပေးရမယ်ရှင်းနှစ်ချိန်ပေါင်းနာ16 6ပေးရတဲ့9နှစ်ထပ်ပေါင်းမှာဖြစ်ပါတယ်ဆိုတော့3နှစ်ခွန်ပေါင်းနာ30 9နှစ်6ပေါင်း85ဖြစ်ပါတယ်85ဆိုတော့9ပေးရမယ်ပေါ့နော်အဲ့ဒီ9ကိုတီတူရှင်း6ဖြစ်ပါတယ်20ရဲ့အရာ96အသေးထိန်ထဲကနောက်တစ်ချိန်မှာက663ဖြစ်ပါတယ်ရှင်းလေးတုံးပြီးတော့663ဆိုတဲ့အဲ့ဒီ96ထဲက6တလုံးအသေးထိန်ချပေးသွားတာဖြစ်ပါတယ် โอเคဒါမိုက်ရှင်များလေးလာလို့ရအောင်ပေါ့เนาะပြာပိရှင်ဖြစ်ပါတယ်โอเคထပ်ပြီးလေးလာကြအောင်93ကစနေရတယ်နေ့နဲ့ချိန်ကလေးဒီလေးနဲ့ပေါင်းတာရှင်းဖြစ်ပါတယ်တင်တဲ့ချိန်ပေါင်းရှင်ကနေဖြစ်ပါတယ်နောက်ထပ်အနောက်ကခုနှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဆိုတော့အရှိဆုံးနေနဲ့ရှင်းပေါင်း30ခွန်ရနေရပေါင်းနေရခွန်ရပေါင်းရှင်900တဲ့အတွက်ကိုတီတိုရှင်30ဆိုတဲ့အတွက်ကိုတုံများအလေးထိုင်ရမှာဖြစ်ပါတယ် အဲ့မှာသူချပေးသွားတာနှစ်တုံညာကိုဖြစ်ပါတယ်ဗောနော်ခွန်တုံတုံညာနှစ်တုံညာကိုဆွေအတွက်တုံညာအသေးထင်ဖြစ်ပါတယ်ကိုတုံညာထဲကတုံညာကလုံးအလဲထဲနှစ်တုံညာကိုဖြစ်ပါတယ်နှစ်တုံညာကိုကနေဒီနှစ်အတိုင်းပဲထပ်ပြီးပေါင်းကြည့်မယ်ဗောနော်၃ကိုပေါင်းတာက7နှစ်9နှစ်ချိန်က10 6အလဲ6တလုံးကျန်နေဗောနော်6နှစ်ချိန်က7နှစ်ဒီ9နှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်6နှစ်နှစ်ပေါင်း8နှစ်နဲ့ပေါင်းရင် 30ခုနှစ်တလုံးကျန်တဲ့အတွက်ကြောင့်မို့ခွန်ကိုတစ်တို့ရင်ရှိကျတဲ့အတွက်ကြောင့်မို့ခွန်ရှိအနေထိုင်ဖြစ်မယ်ပေါ့နော်သူချပေးတော့တာက839ခွန်ခွန်ခွန်9ဆွဲအတွက်ခုနှစ်တလုံးအနေထိုင်ချပေးတော့တာဖြစ်ပါတယ်ခွန်ရှိတဲ့ကခုနှစ်တလုံးအနေထိုင်ခွန်ခွန်9ပေါ့နော်ဒီနေ့တမဲထပီပေါင်းကြည့်မယ်ပေါ့နော်ကျွန်တော်39နဲ့9နဲ့ပေါင်းပေးရမှာဖြစ်ပါတယ်39နဲ့9ရဲ့ပေါင်းချက်က900ရတယ် ်ဒီကိုကဒီမှာဆိုရင်3ချိန်ဖြစ်သွားမယ်ပေါ့နော်20ခွန်ခွန်ပဲရည်မယ်ဒီ7ချိန်က16ရောက်ပဲရည်တယ်ခုနှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနောက်ကခွန်နဲ့ခွန်ပေါင်း74 6ပေါင်း20 9တလုံးကျမ်းမယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီကိုကိုတီတူရှင်း30ဆိုတဲ့အတွက်ကိုတုံညာအလေးထင်ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာကသူကခွန်၃ည၃ညချပေးသွားတဲ့အတွက်ကြောင့်မို့ ကိုတုံညာတဲ့ကတုံညာအလေးတိုင်းခွန်တုံညာတုံညာဖြစ်ပါတယ်။တွင်ဤအရာတော့ဒီပေးနေဆဲပဲဖြစ်ပါတယ်ဗောနော်။ကနန်းနှလုံးအလေးတိုင်းတလုံးပေးဗောနော်။ငားနဲ့တုံညာနဲ့ပေါင်းရှင်က9ဖြစ်ပါတယ်။ရှင်းနှစ်ချိန်က16ရှောင်းနဲ့10ပေါင်းရှင်7ခွန်ခွန်ပေးရမယ်။၄နှစ်ချိန်ပေါင်းတာက8ခုနှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ ခွန်9ခွန်10ရက်နဲ့ပေါင်းရင်20ခုနှစ်တလုံးကျန်နေပါတော့ဒါကြောင့်မို့ခွန်ချစ်အလဲထိန်ရောက်มาဖြစ်ပါတယ်အဲ့ဒီခွန်ချစ်အလဲထိုင်ကတည်းကကျွန်တော်တို့3ခွန်ခွန်ချာပေးသွားတယ်ဗောနော။ဒါကြောင့်မို့ခုနှစ်တလုံးအလဲထိုင်မှာအဲ့ဒီ20တပီချာပေးနေဆဲပဲဖြစ်ပါတယ်ဗောနော်။ခွန်ချစ်အလဲထိုင်မှာ3ခွန်ခွန်4ရက်ဒီခုနှစ်ရက်ထပ်ပေါင်းရမှာဖြစ်ပါတယ်။4ခွန်ပေါင်းရှင်းက7တပည့်ရီမှာဖြစ်ပါတယ်။ တော့နှချိန်က6တင်းနဲ့ပေါင်းရှင်9နှစ်နှစ်နှချိန်က4ပေါ့နော်ခုနှစ်နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ဆိုတော့တိခွန်ပေါင်းတာက6ဖြစ်မယ်ရှင်းနဲ့4ပေါင်းတာက7နှစ်နှစ်နဲ့9နဲ့ပေါင်း9ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီမှာ9တုံညာအသေးထိုင်ရမှာဖြစ်ပါတယ်ရှိကိုလေးဆိုရတဲ့ကျွန်တော်အလေထိုင်ကိုတုံညာတဲ့က6ဒီလိုအလေထိုင်ချပေးတော့တာဖြစ်ပါတယ် ကိုတုံညာတဲ့ကရှိကိုလေကိုအလေထိုင်ပါနော်โอเคတီအပေါ်ကယူတဲ့ဤတိုင်းပဲပါနော်ကျွန်တော်တို့ထပ်ပြီးရှားပေးသွားအောင်မှာလားပါနော်နှစ်ကြိမ်အပေါင်းခုနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်တိတ်ဆိတ်မှုရှိရင်တော့ရမှာပါနော်တင်းနဲ့လေးပေါင်းချင်းက၅၃တစ်ကြိမ်ပြီးရင်တင်းနှစ်ကြိမ်က၄ခုနှစ်နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်၃ရက်ခွန်ရက်ပေါင်းချင်း၃၀ 9ရက်2ရက်ပေါင်းရှင်9ရက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တွင်နည်းအရာခွန်ချစ်အလဲထိန်ရမှာဖြစ်ပါတယ်။ Okay ခွန်ချစ်အလဲထိန်ရနေတာဖြစ်ပါတယ်ဗောနော်။ဒါဒီတွင်နည်းအရာဖြစ်ပါတယ်။တိတ်ဆိတ်မှုအခြေရင်တော့အရာမှာဖြစ်ပါတယ်ဗောနော်။တွင်နည်းအရာဆက်ပြီးချားပေးသွားနိုင်တယ်လို့ဗောနော်။ဖောက်လေဖောက်တတ်တဲ့အတွက်ကြောင့်မို့အသုံးပြတဲ့အခါမှာကျေးဇူးပြုပြီးတော့ မိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါလေးအတည်ပြုပါပေါ့နော်နေ့၃မှာနေ့အလဲထိုင်နေ့နေ့တည်ဖြစ်ပါတယ်၄၅မှာတော့၄အလဲထိုင်၈၄၃၄အလဲထိုင်ပါနော်နောက်တစ်ခု၅၆တဲက၈၆၃၆တလုံးအလဲထိုင်ဖြစ်ပါတယ်၉၃ညအလဲထိုင်တဲကနေ့၃ည၉ဆွဲအတွက်၃ညအလဲထိုင်ခွန်ချစ်တဲ့ကခွန်ခွန်ကိုခုနှစ်တလုံးအလဲထိုင်ဖြစ်ပါတယ်။နောက်ထပ်ကိုတုံညအလဲထိုင်တဲ့ကခွန်တုံညတုံညဆွေအတွက်တုံညတလုံးအလဲထိုင် ခွန်ချစ်အလဲထိုင်တဲ့က3000ခုနှစ်ဆိုတဲ့အတွက်ဒီမှာခုနှစ်တလုံးအလဲထိုင်ပါနော်9တုံများအလဲထိုင်လဲက69လေး9တလုံးအလဲထိုင်ဖြစ်ပါတယ်ဒီတဲ့ချိန်မှာတော့ကျွန်တော်တွန်နီအရာခွန်ရှိဆိုပြီးရာနေတာဖြစ်ပါတယ်ပါနော်ဒါကအလဲထိုင်တွန်နီဖြစ်ပါတယ်ကျွန်တော်မနေ့ကတင်မိလိုက်တဲ့ထိတ်စီနှလုံးကတော့ဒီ665အနေစတာဖြစ်ပါတယ်ပါနော်ရှား ရောင်းနဲ့တုံညာလေးလေးနိနေတဲ့ရှင်လေးတုံးချင်းရှောင်းတုံးနဲ့တုံညာကိုဒီလိုလေးတောက်လျှောက်ပေးလာတာဆိုရင်တနည်းအရတိတ်ဆိတ်မှုရှိမယ်ဆိုရင်ကိုတုံညာထိတ်ခွန်ရှင်းအလေထိုင်ဖြစ်မယ်ပေါ့နော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်အပိတ်နှလုံးတွင်းကိုလည်းတင်ပြသွားပါဦးမယ်ခင်ဗျာ